လီယိုနာໂດဒီကာပရီယိုဆိုတဲ့နာမည်ကိုကြားလိုက်ရင်ကျွန်တော်တို့ဘာကိုအရင်ဆုံးပြည့်မြင်ကြပါသလဲ Titanic သင်္ဘောကြီးပေါ်မှာ Kate Winslet ရဲ့ကိုလုံးပေါ်ပုံရေးဆွဲနေတဲ့ခြားတိတ်လေး Jack Dawson လား Johnny Depp ရဲ့မတန်ဆွမ်းညီလေး Annie Grape လားချက်လက်မအတူတွေလှုပ်တဲ့လေရင်မှုအယောင်ဆောင်လူငယ်လေး Frank Abagnale Jr. လား စိတ်မှခုကုန်တဲ့ဓာဏီအားချလာကျွန်တကျွန်ပေါ်ကစိတ်ယောဂအထုကုစေယုံမှာလူနာပြောက်ရှာတဲ့တက်ကြည်လာသာသမီနဲ့ပြန်ဆောင်ရဖို့အတွက်အိမ်မက်တွေအစင်စင်ခီးနေရတဲ့ကော့ပလာစီးရတာနဲ့ချမ်းသာတာဆိုငါကတော့ချမ်းသာဖို့ပဲအမြဲရွေးတဲ့ဟိဆိုတော့ store share လူလိန် Jordan Belfort လာဘဝဝင်တကောင်ကြောင့်တိလူမျိုးပါဖြစ်ခဲ့ရတဲ့ Hush Glass လာ အချစ်ကြီးလော့နဲ့ဂက်စပီလာဦးလေးဖြစ်သူရဲ့လက်ညှိုးမှုနဲ့အတူအိုဆစ်လူမျိုးအမျိုးသမီးတယောက်နဲ့လက်ထပ်ထိမ်းများပြီးဌာနေမျိုးရင်းတွေရဲ့ရင်းနဲ့လောက်ကတ်တွေကိုအပိုင်သိမ်းဖို့ကြိုးစားတဲ့လူဖြူအာနက်စ်ဘက်ဟတ်လာဒါမှမဟုတ်လီယိုနာဒိုလို့ပြောလိုက်ရင် အော်စကာခန်းမထဲမှာ6ချိန်အထိရှိနေခဲ့ပြီးစင်မြင့်ပေါ်မှာတော့တစ်ချိန်သာဆုတဲ့ယူရဘူးသေးတဲ့ အင်မတန်ကန့်ခဲ့သူတယောက်အနေနဲ့မြင်ကြသလားအသက်25နှစ်ကျော်တဲ့သူနဲ့မတွေ့တဲ့လူကြီးတယောက်အနေနဲ့စာနောက်ကြသလားလီယိုနာໂດကိုဘယ်ဇက်ကောင်အနေနဲ့ပဲစမြင်ခဲ့ဘူးပါစေရုပ်ရှင်ပရိသတ်တွေအားလုံးသဘောတူမှတစ်ခုကတော့သူရဲ့တရုပ်ဆောင်စွမ်းရည်ဟာ သူပါဝင်တဲ့နောက်ထပ်ဇက်ကားတွေကို ရှာဖွေကြည့်ရှုစဉ်စဉ်စိတ်ပေါ်အောင်ဆွဲဆောင်နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။ ဒီလိုစွမ်းဆောင်နိုင်လို့ပဲသူ့အနေနဲ့ဟောလိဝုဒ်ရဲ့ဒိတ်ဒိတ်ကျဲဒါရိုက်တာတွေအားလုံးနေပါနဲ့ရုပ်ရှင်အတူရိုက်ကူးခဲ့ဖူးပြီးဖြစ်တယ်လို့စတူဒီယိုတိုင်းကရုပ်ရှင်ကုန်သိက္ခာအတွက်ဖြစ်ပတ်စီစုတစေတွေအတွက်ပဲဖြစ်စီမျက်စိကြရတဲ့ထိတ်တန့်သရုပ်ဆောင်တယောက်ဖြစ်ယက်တည်နေနိုင်တာဖြစ်ပါတယ်။ဂျာဟာလီယိုနာဒိုအတွက်တော့ငငယ်တုန်းကအိမ်မက်အတော်များများပြေဝအောင်လုပ်နိုင်ခဲ့တာလို့ပြောရင်မမှားပါဘူး။ လီယိုနာဒိုဟာငငယ်လေးတည်းကတရုတ်ဆောင်လာတာကိုတိတ်ကိုဝါသနာပါခဲ့သူတယောက်ပါတငယ်ချင်းတွေရဲ့အမူအရာတွေအတိုင်အတုခိုးပြပြီးအမေနဲ့အဖိုးအဖွားတွေကိုရီအောင်လှုပ်ပြလေးရှိတယ်တရုတ်ဆောင်ရင်ပတ်စံရမယ်နာမသိသေးတဲ့အရွယ်ကလေးကမိဘတွေကိုတရုတ်ဆောင်ရွေးပွဲတွေလိုက်ပို့ဖို့မကြာခဏပူဇာခဲ့ဘူးတယ်တရုတ်ဆောင်ဘိုးဆိုအားအင်းတွေအပြည့်နဲ့ကနာမငိန်ဖြစ်လွန်လို့သူ့အမေခမရဘလို့များထိန်ခဲ့ရလဲမသိဘူးဆိုပြီးတော့ကိုကိုကိုမေးခွန်းထုတ်ခဲ့ဘူးတယ် သူ့ဝါသနာကပတ်စံရတဲ့အလုံမှန်နားလည်လာတဲ့အရွယ်မှာတော့ငါလှုပ်ချင်တာဒါပဲဆိုပြီးစောက်ချလှုပ်တော့တယ်။လီယိုနာໂດဒီကပရီယိုဆိုတဲ့နာမည်နဲ့ကလေးသရုပ်ဆောင်တရားအဖြစ်စတင်ပွဲထွက်လာဖို့ပြင်ဆင်ခဲ့တုန်းကသူ့ရဲ့အေးချမ်းဖြစ်သူကအကြံပေးခဲ့ဘူးတယ်။မင်းနာမည်ကြီးကလူမျိုးခြားစံတော်မမှတ်မိလွယ်ဘူး။နာမည်ခေါ်ရလွယ်အောင်အမေရိကန်စစ်စစ်လန်နီဝီလျံစ်လို့ပြောင်းပါလားတဲ့။ အဖေဖြစ်သူကအေဂျင့်ပေးတဲ့နာမည်ကိုကြားကြားချင်းခါခါသီးသီးညင်းဆန်ခဲ့လေရဲ့သူအေဂျင့်ပြောခဲ့သလိုပဲဒီချာတိတ်နာမည်ကိုတစ်ချိန်လုံးကလူတွေရင်နှီးဖို့ခက်ခဲကောင်းခက်ခဲခဲ့ပါလိမ့်မယ်။ဒါပေမဲ့ဆယ်စုနှစ်သုံးစုကြော်လွန်လာပြီးချိန်မှာတော့ကျွန်တော်တို့အားလုံးတကပါလုံးလီယိုနာဒိုဒီကာပရီယိုဆိုတဲ့နာမည်ကို နားယဉ်နေကြပြီမဟုတ်လား။ဒီနာမည်နဲ့အတူရုပ်ရှင်တကားမှာ သူ့နာမည်ပါရုံနဲ့မဆိုင်မချွတ်ပြေးကြည့်ကြမယ်ပြိသက်တွေဒုနဲ့ဒီပိုင်းဆိုင်ထားခဲ့ပြီးပါပြီဒီတစ်ချိန်တော့သူဘယ်ဒါရိုက်တာနဲ့ရုပ်ရှင်ရိုက်အောင်မလဲလို့စောင့်မျှော်နေကြတဲ့ရုပ်ရှင်ချစ်သူတွေလည်းရှိနေကြပါပြီဘယ်တော့မှအော်စကာဆုထက်ရအောင်မလဲလို့ခက်မှန်းနေကြသူတွေကိုလည်းနှစ်စင်မြင်တွေ့နေရပါပြီလီယိုနာဒိုဟာဒီဂုံပုတ်တွေကိုပိုင်ဆိုင်ဖို့အတွက်ဖြောပြေးရေးသားပြုရှင်တွေမှာ ပါဝင်ဖို့မလိုအပ်ခဲ့ပါဘူး စတူဒီယိုတွေကြိုက်တဲ့ကိန်းဂဏန်းတွေနောက်ကိုလိုက်ဖို့ဆိုရှယ်မီဒီယာတွေမှာပုံရိပ်တစ်ခုတိစောက်ပြဖို့စဉ်းစားစရာမလိုခဲ့ပါဘူး။ကိုကြိုက်တဲ့ဇလံကိုတရုတ်ဆောင်ခွင့်ရဖို့တရုတ်ဆောင်ကြီးရှော့ယူစရာထုတ်လုပ်ရေးတွေကိုခရရစရာမလိုခဲ့ပါဘူး။ဒီလိုဖြစ်လာဖို့အတွက်သူအများကြီးခေါင်းမာခဲ့ရပါတယ်။ပုံတိကားချတရုတ်ဆောင်တရားမဖြစ်သွားအောင်ဇက်ကောင်အစုံပိုင်နိုင်ချောင်းတက်တေပြခဲ့ရပါတယ်။စံတစ်ခုကိုနှစ်ပေါင်းများစွာထိမ့်သိမ်းခဲ့ရပါတယ်။ အခုချိန်မှာတော့သူဟာဒီအရင်နှီးတွေရဲ့အသည့်အပွင့်ကိုမြင်ရင်ရှက်ရီစားသုံးနေပါပြီ။ဒီနေ့2025ဒုံနိုဗ ెంబ ာ17ကတော့လီယိုနာဒိုဒီကာပရီယိုရဲ့အသက်52နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။တချိန်က Titanic ရုပ်ရှင်လူရွေးပွဲမှာချစ်ကန်ကန်လုပ်နေလို့ဒါရိုက်တာကြီး James Cameron ကမင်းနဲ့မလိုက်တော့ပါဘူးကွာလို့မတိမတာခနဲလိုက်မှာ ချက်ချင်းဆန်းဝင်သွားပြီးသူသားလင်ဂျက်ဒေါ်ဆန်ဖြစ်တဲ့ကြောင်းတက်တည်ပြခဲ့တဲ့ခြေထိတ်လေးဟာရုပ်ရှင်ပရိသတ်တွေမျက်စိရှိမှတင်ဝါရင်တရုတ်ဆောင်ကြီးတယောက်ဖြစ်လာခဲ့ပါပြီလီယိုနာဒိုအကြောင်းပြောတဲ့အခါကျွန်တော်တို့ပြောပြကြတာဘာတွေဖြစ်မလဲကောမန့်မှာမွေးနေ့ဆူတောင်းပေးရင်လည်းတခါတည်းပြောပြခဲ့ကြပါအောင်ခင်ဗျာငွေရန်တော့ Cinema Balabat ဖျို့တင်ဆက်သူစိတ်မမြဆင်လူချင်းမျိုးအချင်းပြင်းနာဆင်မှုအတွက် Essence Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်